တက်ဆက်ပေးမယ့်သတင်းကတော့မုတ်တုံမွေမီလေတုမငြိမ်သက်မှုနဲ့နေပူချိန်မြင့်တက်မှုများဖြစ်ပေါ်လာတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံသို့အနောက်တောင်မုတ်တုံနဲ့မွေရောက်မီကာလာအတွင်းလေတုမငြိမ်သက်မှုများနဲ့နေပူချိန်များတပြေးပြေးမြင့်တက်လာရမှာအပူပြန်တက်တဲ့များဖြစ်ထုံးကမိုးလည်းညနေပိုင်းတို့တွင်မိုးတင်တောင်များဖြစ်ထိုးခြင်း၊လေပြင်းများတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။ လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေဟာတနာယီမိုင်40မှ50အထိတိုက်ခတ်နိုင်တာကြောင့်အထူးကူပြုနေထိုင်သွားကြရဲမိုးလီဝသနေစလာပေတာညွှန်ကြားမှုဦးစီးဌာနမှချုပ်တတိပေးနှုတ်ဆက်ထားခြင်းဖြစ်ပါတယ်။လေပြင်းနဲ့အတူမိုးထစ်ချိုးခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးတိကျွေခြင်းနဲ့နေရာကွက်ကြားမိုးထစ်ချိုးရွာခြင်းစတဲ့မိုးလီဝသဖြစ်စေများဖြစ်ပေါ်နိုင်ပြီးလေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေဟာတနာယီမိုင်40မှ50အထိတိုက်ခတ်နိုင်တာကြောင့်မိုးစလာကထုတ်ပြန်ထားကြောင်းသိရပါတယ်။ ဒါကြောင့်ပြည်သူများအနေဖြင့်မိုးကြိုကာလဖြစ်တဲ့မေလမှာမြန်မာနိုင်ငံသို့အနောက်တောင်ဘက်သို့နေမွေရောက်မီကာလအတွင်းဖြစ်ပေါ်နိုင်တဲ့မိုးလေဝသဖြစ်စဉ်နဲ့ပတ်သက်၍အထူးကူပြုနေထိုင်သောကြာရန်နဲ့ပြည်ရင်းနေကြောင်းပြန်တဲ့ရေးနဲ့ရေချောင်းခီးစင်များအနေဖြင့်လည်းစွတင်တိပြုနိုင်ရန်အတိပေးနှိုးဆော်လိုက်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့မြတ်တီလေးကပေးပို့လာတာပါ thank you